ဟမ်ဘာဂါရောင်းရတဲ့ဘဝကနေပြီးတော့ဒေါ်လာဘီလီယံပေါင်းများစွာချမ်းသာလာခဲ့တဲ့ Amazon ပိုင်ရှင် Jeff Bezos အကြောင်းအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆရာကြီး YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube Channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ဘဝသူဒတစ်ခုခုတိုးသွားတယ်ကိုယ့်အတွက်အကျိုးရှိသွားရဆိုရင်ကျွန်တော်တို့ရဲ့ Channel ကို Subscribe တစ်ချက်လုပ်သွားပေးပါဦး Jeff Bezos ရဲ့နာမည်အပြည့်အစုံကတော့ Jeffrey Preston Bezos ပဲဖြစ်ပါတယ်။ Jeff Bezos ကို January 7, 1964 Albuquerque, New Mexico, USA မှာမွေးခဲ့တယ်။အဖေအရင်ဖြစ်သူရဲ့နာမည်ကကျတော့ Ted Jorgensen ။အမေနာမည်ကကျတော့ Jacqueline ။အာဒီ Jeff Bezos ကိုကိုဝင်လွယ်ထားတဲ့အချိန်မှာဒီအမေရဲ့အသက်ကိုကြည့်မယ်ဆိုရင်16နှစ်ပဲရှိသေးတယ်။နောက်ကသူ့အဖေကိုကြည့်ပြန်တော့လဲ18နှစ်။နောက်ပြီးမိဘနှစ်ယောက်လုံးကရှင်းရှင်းပြောရမယ်ဆိုရင်တော့ဟိုဘိုက်ကြီးသွားလို့သာယူလိုက်ကြတာ။ သူတို့ညောင်လုံးမှာကြောထောင်နောက်ကန်ဘာ background မှာမရှိသလိုဘာတန်းပညာမှာမတက်သလိုဘာလုံးမှာလည်းကောင်းကောင်းလုပ်တတ်တာမရှိဘူးအဖေပြည့်သူကိုကြည့်မယ်ဆိုရင်လည်းသူကစပိန်ပြင်ဆိုင်မှာတောက်တော်မယ်ရအလုပ်လုပ်တယ်အားရချိန်မှာ second stage ကိုလိုက်ပြီးတော့ part time standard မှာအနေနဲ့ဝင်ပြတယ်သူ့အလုပ်ကဒါပဲဆိုတော့အလုပ်ပြီးသွားလို့အားရနဲ့ပင်မနာအကြောင်းပြပြီးသူအရက်ထိုင်တောက်တယ်အမေကိုကြည့်ရတဲ့အခါမှာလည်းဒီ Jeff Bezos ကိုမွေးပြီးသွားတဲ့အချိန်မှာအသက်က16နှစ်ပဲရှိသေးတယ်ပြီးတော့အထက်တန်းတောင်မအောင်သေးဘူးဗျာ အဲ့တော့ဒီမိမဖြစ်သူကနေပြီးတော့သူ့ယောက်ျားတရက်တရက်ပြောင်းလဲလာနိုးလာနိုးလာနိုးနဲ့စောင့်နေမယ်ဘာမှထူးမလာတဲ့အခါမှာဂျက်ဘေဇိုးစ်အသက်18လသားအရောက်မှာပဲဒါသူ့ရဲ့မိဘနှစ်ယောက်ကတရားဝင်ကွာရှင်းပြက်ဆဲလိုက်ကြတယ်။ဒီယောက်ျားဖြစ်သူဘက်ကနေပြီးတော့ချိုင်းဆက်ဖို့ဘာညာလဲမရဆိုတော့ဂျက်ကလင်းခင်ဗျာအဲ့နောက်ပိုင်းမှာဘာလုပ်ရလဲဆိုတော့ဒါသူ့မိဘရဲ့အိမ်ကိုပဲ အသက်နှစ်နှစ်မပြည့်သေးတဲ့ဂျက်ဘေးဆိုဒီကိုလက်ဆွဲပြီးတော့ပြန်သွားရတယ်။ဘာလို့ဆိုတော့သူ့အနေနဲ့ကအထက်တန်းလည်းမအောင်ဘာလို့မှလည်းမလုပ်တတ်ဆိုတော့တာမီနီယောက်ဒီတိုင်းဆို survive ဖြစ်ဖို့ကဘယ်လိုမှမဖြစ်နိုင်ဘူးလေ။အဲ့တော့ဟိုပြန်ရောက်တော့ကြတော့ဒါနေတိုင်းနေပါအပြောခံအပြစ်တင်ခံရတယ်ဆိုပေမဲ့လည်းလောလောဆယ်သူတို့တာမီနီယောက်အတွက်တော့နေဖို့ကတော့အဆင်ပြေသွားပြီ။စားဖို့အတွက်ကိုကြတော့ဂျက်ကလင်းကဘယ်လိုလုပ်ရလဲဆိုတော့ဒီကလေးတက်ဖက်နဲ့လိုက်ပြီးတော့လှုပ်လို့ရမယ်တောက်တူမယ်ရအလုံမှန်တမ်းများအကုန်ဝင်လုပ်တယ်။ ဒါပေမဲ့လည်း major သိရတဲ့အတိုင်းပဲ Jacqueline က main ကလေးလည်းဖြစ်တယ်နောက်တစ်ခါပညာရေးရှင်းကြည့်ပြန်တော့ high school တောင်မအောင်သေးတဲ့အခါကျတော့ဈေးကိုအစမတန်နှိမ်မေးရတဲ့အတွက်သူ့အနေနဲ့သူတို့သားမီးနှစ်ယောက်ရေရှည်မှာ survive ဖြစ်ဖို့အတွက်ဆိုရင်အအနည်းဆုံး high school တော့အောင်တက်မှရမယ်ဆိုတော့သူသဘောပေါက်သွားတယ်အဲ့တော့ Jacqueline ကဘာလုပ်လဲဆိုတော့သူအရင်တက်နေကြအကြောင်းဖြစ်တယ်ကျွန်တော်တို့ Evergaki High School မှာပြန်ပြီးတော့တက်ဖို့နောက်တစ်ခေါက်ကြိုးစားခဲ့တယ် ဒါပေမဲ့ဒီအကြောင်းရဲ့ဆိုင်းရဆိုင်းရကျွန်တော်တို့ director အဖွဲ့ဝင်တွေက Jacqueline တို့လိုမျိုး single mom တွေဒီလိုမျိုးကလေးရှိတဲ့အမျိုးသမီးတွေကိုအထက်တန်းတက်ခွင့်ဟောပိတ်ထားတယ်။ဒါပေမဲ့လည်း Jacqueline ကဒီတိုင်းလက်မလျှော့ပဲနဲ့ Sona director တွေဘုတ်အဖွဲ့တွေစီကိုသူက petition form တွင်းပြီးတော့သူရဲ့လက်ရှိအခြေအနေကိုပြောပြပြီးတော့သူ့အကြောင်းတက်ဖို့လက်ခံဖို့အတွက်ကိုဒါခွင့်တောင်းခဲ့။အဲ့လိုနဲ့ပဲဒီအကြောင်းဘက်ကလည်းတစ်ထစ် short ပေးတဲ့အနေနဲ့ Jacqueline ကိုသူကနေပိုင်းမှာတော့ပေးမတက်ပေမဲ့ညပိုင်းဖြစ်တဲ့ night school ကိုတော့ပေးတက်ခဲ့တယ်။ ဲ့တော့ Jacqueline ကဘာလုပ်လဲဆိုတော့မနက်မိုးလင်းနာနေဆိုတာနှစ်နှစ်မပြည့်တဲ့ Jeff Bezos ကိုဆွဲပြီးတော့ကြတော့အဲသူသားလေးကိုခေါ်ပြီးတော့သူတို့အလုပ်သွားလုပ်တယ်ပြီးရင်ညဘက်ရောက်တာနဲ့ညချောင်းသွားတက်တယ်ဒီလိုနဲ့ပဲပင်ပန်းခံပြီးနေလာရင်းနဲ့အထက်တန်းကိုမအောင်အောင်ဖြေခဲ့တယ်အဲ့လိုနဲ့ Jeff Bezos အသက်၄နှစ်သားအရောက်မှာတော့အမေဖြစ်သူက Asian Company မှာ Engineer အနေနဲ့အလုပ်ဝင်လုပ်နေတဲ့ Miguel Mike Bezos ဆိုတဲ့သူနဲ့ချစ်ကြိုက်ပြီးတော့သူတို့လက်ထပ်ဖို့လုပ်ခဲ့တယ်။ဒါပေမဲ့ဒီ လောလောဆယ် marriage ကိစ္စကိုသူသဘောတူဖို့အတွက်ဆိုရင်သူ့ရဲ့သားဖြစ်တဲ့ Jeff ကိုပါမွေးစားမှသဘောတူမယ်ဆိုပြီးတော့စကားအပြည့်ပြောထားတာဖြစ်တဲ့အတွက်မိခဲ Mike Bezos ကနေပြီးတော့ Jeff ကိုတရားဝင်မွေးစားပြီးတော့သူ့ရဲ့စာနှင်းဖြစ်တဲ့ Bezos ကိုပါပေးခဲ့တယ်။အဲနောက်ပိုင်းမှာလည်းဒါသူ့ရဲ့သားအရင်းတယောက်လိုမျိုးစိတ်နေပြီးတော့အစအစအရ like you site ပေးရလိုအပ်တာမှန်သမျှလုပ်ပေးတယ်။ဒါကြောင့်လည်းကျွန်တော်တို့ဒီနေ့ interview တွေမှာ Jeff Bezos က သူ့ရဲ့အဖေအရင်းဒီသူ့ကိုမွေးယုံမွေးပြီးတော့ဂီယူမဆိုင်ပဲနဲ့ပြက်ချားခဲ့တဲ့လူမဟုတ်ဘဲနဲ့လက်ရှိမိုက်ဘေဇိုစ်ကသာသူ့ရဲ့အဖေအရင်းဖြစ်ကြောင်းဒီမိုက်ဘေဇိုစ်ကိုနိုင်ကသာသူ့အပေါ်မှာကျေးဇူးတွေကြီးကြောင်ကျေးဇူးတွေများကြောင်စသဖြင့်ခဏခဏထုတ်ပြောလေရှိရယ်အဲနောက်ပိုင်းမှာတော့ဂျက်ဘေဇိုစ်ကအထက်တန်းတက်ဖို့အတွက်ကိုမိုင်ယာမီဖမ်မက်တိုဟိုက်စကူးကိုရွေးပြီးတော့ကြတော့ဖလော်ရီဒါမှာနေဖို့အတွက်ထွက်လာခဲ့တယ် အဲ့မှာကြောင်းတက်နေတော့တန်လန်းနဲ့သူကပတ်စံအပိုဝင်ဝင်ရအောင်ရောကြောင်းစိတ်တက်တအောင်ရောဘာလုပ်လဲဆိုတော့ကြောင်းနဲ့မလန်းမကန်းမှာရှိရဲ့ McDonald's ဆိုင်မှာဝင်ပြီးတော့ဘာဂါရီရောင်းနဲ့အာလူကြောင်းကျော်ရောင်းနဲ့ဇပွဲတို့ဝင်လုပ်တယ်အဲ့လိုမျိုးကြားသမျှအလုပ်အကုန်လုပ်တယ်အဲ့ကနေတစ်ဆယ်မှာသူအဲ့လိုနေလာရင်အထက်ချမ်းပြီးသွားတဲ့နောက် Princeton University မှာ Electrical Engineering and Computer Science major ယူပြီးတော့ကြောင်းဆက်တက်ခဲ့တယ်အာသူဘွဲရပြီးနောက်ပိုင်းမှာကျွန်တော် Wall Street မှာ Hedge Fund Manager အနေနဲ့အလုပ်ဝင်လုပ်တယ်တူထားတဲ့ position အကြောကျွန်တော်တို့ အဲရှေ့မှာကျွန်တော် one championship founder chatri ကြောင်းပြောထားတဲ့ video ရှိတယ်။အဲ video မှာ chatri ယူထားတဲ့ position တွေကတိတ်မထူးခြားနာပဲဆိုတော့ကျွန်တော်တက်တက်ကြီးရှင်းပြမနေဘူး။မဲဆိုတော့ဒီ hash fund manager ဘာလဲလောက်ရလဲ။အဲသူ့ရဲ့တာဝန်ကဘာလဲစသဖြင့်သိချင်တယ်ဆိုအဲ video လေးပြန်ကြည့်တယ်။အဲ့လိုနေရင်လည်း Jeff Bezos စ조사ရင်းနဲ့ကျွန်တော်တို့ဇက်တိုက်ယုံလာလိုက်တာအသက်30အရောက်မှာဒီ short ဆိုတဲ့ hash fund တစ်ခုမှာအသက်အငယ်ဆုံး VP ခေါ်တဲ့ vice president ရာတို့ပါရသွားတယ်။ သူရဲ့ပထမဆုံးမိန်းမဖြစ်တဲ့ McKinsey Scott နဲ့ကလည်းဒီ hash fund မှာတွေ့ခဲ့ကြရတယ်ပြောလို့ရတယ်။အဲ့လိုနဲ့သူဒီ hash fund မှာပဲလှုပ်လှုပ်နေတဲ့တရက်မှာကျွန်တော်တို့လူရင်းအင်တာနက်သုံးနေကြတဲ့နှုံးကအရှိန်အဟုန်နဲ့အရန်ထိုးတက်လာသူသွားပြီးတတိထားမိတယ်။အဲ့တော့သူအနေနဲ့ဒီတိုင်းကြီး base trap management နဲ့ဒီ internet wave ကို light စီးကျင်တယ်။ internet wave ကို light စီးဖို့အတွက်သူမလုပ်လိုက်လဲဆိုတော့ကြတော့သူ website တစ်ခုထောင်းနေတယ်။ဒီ website ရဲ့ intention ကကြတော့ဒီ website ပေါ်ကနေလူတွေကသူတို့လိုချင်တဲ့ပစ္စည်းတွေကို internal လေးဖွင့်ပြီးတော့မာလိုက်တဲ့နည်းရပြီဒါမျိုးသူလုပ်ကျင်တယ်အဲ့တော့သူရဲ့ DI နေရာကိုဆက်ရောကိုပါနှစ်လိုရအောင်ဖိလိုရအောင်ဆိုပြီးတော့လက်ရှိတစ်နှစ်ကို6 figure ရနေအလုပ်ဒေါ်လာသိန်းငန်းနဲ့ရနေအလုပ်ကနေကောက်ထွက်လိုက်တယ်ဆိုတော့ဒီအချိန်မှာသူရဲ့အပေါင်းအသင်းမိတ်ဆိုရင်တငယ်ချင်းတွေကဂျက်ဘီလိုယူများယူသွားရည်လားပေါ့ဘာလို့လဲဆိုရင်စွမ်းနာသူထောင်မယ်လောက်ထားတဲ့ website ကနေသူရောင်းချင်တဲ့ပစ္စည်းကစားဟုတ်တယ်ဆိုတော့ဗျာ ဟိုဒေါ်လာသိန်းချီရတာတေချာတဲ့အလုပ်ကြီးကိုပြစ်ပြီးတော့လိုင်းပေါ်ကနေစာအုပ်ရောင်းမယ်ဆိုရယ်လို့ဘယ်သူကယုံရင်ပါလဲကျွန်တော်ပြောတာဒါလည်းမထူးဆန်ပါဘူး Jeff Bezos idea ကိုတလောကလုံးကနေပြီးတော့အရန် business ဆန်ကြောင်းထူးပြီးတော့မအောင်မြင်တဲ့အကြောင်းထောက်ပြနေတဲ့အချိန်မှာသူရဲ့မိဘတွေဖြစ်တဲ့ကျွန်တော်တို့ Miguel Mike Bezos နဲ့ Jacqueline Bezos ကနေပြီးတော့သူသားရဲ့ startup အလုပ်အတွက်ကိုလိုအပ်တဲ့နေရာမှာတုံးလို့ရအောင်ဆိုပြီးတော့ဒေါ်လာ2သိန်းခွဲဝန်းကျင်ရင်းနှီးငွေထည့်ပေးခဲ့တယ်ဒီနေရာမှာမိတ်ဆွေတို့နားလည်မှုလဲမှာဆိုလို့ကျွန်တော်ရှင်းပြမယ် ူမိပါရဲ့ဒီလိုမျိုးဒေါ်လာ2သိန်းခွဲဝန်းကျင်ထည့်ပေးရသည်သူတို့မှာပတ်စံကြီးအရန်ပေါ်လွန်လို့မီလီယံနာရီဘီလီယံနာရီဖြစ်နေလို့မဟုတ်ပဲနဲ့ရှင်းရှင်းပြောရမယ်ဆိုသူမိပါရဲ့ middle class ပဲရှိမယ်ဆိုတော့ middle class ဖြစ်တဲ့အတွက်သူတို့ရဲ့ဒီဒေါ်လာ2သိန်းခွဲဝန်းကျင်ဆိုတဲ့ amount ဒီသူတို့တသက်လုံးနှီးပါအလုံးလုံးပြီးတော့စုထားတဲ့ပတ်စံအားလုံးနှီးပါကိုထည့်ပေးလိုက်တာဒါကို Jeff Bezos နဲ့နားလေအဲ့ဒါကြောင့်သူကသူမိပါရဲ့ဘာပြန်ရှင်းပြလဲဆိုတော့သူလက်ရှိလုံးမဲ့အလုပ်ဒီဖြစ်ထွန်းနိုင်ရင်အောင်မြင်နိုင်ရင်အလွန်ဆုံးရှိလာမှာ30ရာခိုင်နှုန်း40ရာခိုင်နှုန်းတလောက်ပဲရှိမယ် ော့ဒီလိုအကုန်မရင်းမာနဲ့ဆိုင်ရဆိုင်ရအပေါင်းတစ်ခုကိုယ့်အတွက်ပြန်ချန်ထားပါပြောပြရဲအဲ့ဒီမှာသူမိဘတွေဘာပြန်ပြောလဲဆိုတော့သူတို့ကသူ့ရဲ့ဒီ idea ကြီးကိုနားလဲလို့ဒါကြီးရဖြစ်ထုံးမဲ့အောင်မြင်လို့ယုံကြည်လို့ရင်းတာမဟုတ်ဘဲနဲ့သူသားရဲ့လုံနိုင်စွမ်းကိုယုံလို့သူသားရဲ့ innovate ဖြစ်နိုင်စွမ်းကိုယုံလို့ရင်းတာဖြစ်ကြောင်းပြောပြီးတော့ကျတော့နှစ်ခါမစဉ်းစားမဲ့နဲ့သူသားလက်ထဲကိုတော့နှစ်သိန်းခွဲတခါလည်းပဲထည့်ပေးလိုက်တယ်။အဲ့တော့ Jeff Bezos ကနေပြီးတော့သူမိဘတွေအတွက်ဆိုပြီးတော့အပြန်အလှန်အနေနဲ့ဒီသူ့ company ရဲ့ share 6%တိတိ600ခန်းလုံးတိတိကိုခွဲပေးခဲ့တယ်။ အဲ့နောက်ပိုင်းမှာတော့သူ့ရဲ့အိမ်မက်တွေကိုကောင်းတယ်ဟိုးအတွက် Jeff Bezos ကနယူးယောက်ကနေပြီးတော့ Seattle ကိုသူမိမဖြစ်သူနဲ့နှစ်ယောက်ထဲပဲထွက်လာခဲ့တယ်။သူအလုံးစလုပ်ဖို့အတွက်နေရာကို Seattle ရွေးရာက reason တွေရှိတယ်သူမှာ။အဓိကကကြတော့ဗျာသူကစာအုပ်ရောင်းမဲ့သူအဓိကယူရောင်းမဲ့ main distributor ဖြစ်တဲ့ Ingram Book Company က Seattle မှာရှိတာ။နောက်ထပ်တစ်ချက်ကကြတော့သူ့ website အတွက်လိုအပ်တဲ့ကုဒင်းသမားတွေနောက်တစ်ခါကျွန်တော်တို့ tag အပိုင်းကျွမ်းနေတဲ့သူတွေကို DCDL မှာကအလုတ်ခန့်ရတာ recruit လုပ်ရတာအရန်လွယ်။ ကျွန်တော်ဒါရိုက်ကြောင့်ပဲသူဆီရတဲ့မှာအိမ်တစ်လုံးငားလိုက်တယ်။ဒီသူငားလိုက်တဲ့အိမ်မှာပါလာတဲ့ဂိုဒေါင်ကိုပဲ Amazon headquarter ရုံးချုပ်လို့သတ်မှတ်ပြီးတော့အဲ့ကနေပဲစပြီးအလုပ်လုပ်ခဲ့တယ်။နောက်ပြီးတော့သူမိဘတွေဆီရရထားတဲ့ invest ငွေသုံးပြီးတော့ကြာတော့ကျွန်တော်တို့ computer တွေဝယ်တယ် server တွေဝယ်တယ်ပြီးရင်ဆောနာသူ့ရဲ့ရုံးခန်းမှာလိုအပ်မဲ့ furniture တွေပစ္စည်းတွေဝယ်ထည့်အဲ့လိုနဲ့ပဲတစ်ဖွဲ့လုံးနေမနာညာမှာစ조사လာလိုက်တာကျွန်တော်တို့ဇူလိုင်16 1995ခုနှစ်အရောက်မှာတော့ amazon.com ဆိုတဲ့ website ကို launch လုပ်နိုင်ခဲ့တယ် အဲအဲ့ဒီချိန်ကအမေဇုန်ကကြတော့ဗျာကျွန်တော်ဒီနေ့ခေတ်မှာရင်းနှီးတဲ့အမေဇုန်လိုမျိုးဘာပဲလိုချင်လိုချင်စုံစမ်းစီအကုန်ရအနေမျိုးတော့မဟုတ်ဘူးဗျာဘယ်လိုမျိုးလဲဆိုတော့ဒီ Jeff Bezos ရဲ့ idea ကို night ကိုကသူက line ပေါ်ကနေစာအုပ်ရောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒီချိန်ကအမေဇုန် website မှာစာအုပ်တွေပဲရတယ်စာအုပ်တွေတော့အများကြီးရတယ်ဗျာထောင်ချီတောင်းချီပြီးတော့ကိုကြိုက်တာမှာပေါ့ အဲ့လိုမျိုးစဆာချင်းကာလာကြီးစဆာချင်းရက်တွေမှာ Jeff Bezos ကဘလောက်ထိ down ဆီအောင်အလုပ်လိုက်လို့လဲဆိုရင်ကျွန်တော် order တက်လာတဲ့စာအုပ်တွေကို shipping လုပ်ဖို့အတွက်ကို packaging နဲ့သူကိုယ်တိုင်ပဲလုပ်တယ်။နောက်တစ်ခါကျွန်တော်တို့စာရိုက်တွေတော့ပို့တဲ့အခါမှာလည်းသူကိုယ်တိုင်ပဲလုပ်တာများတယ်။နောက်ပြီးရင် customer တွေဘက်ကပြန်လာတဲ့ complaint တွေ feedback တွေကိုလည်းသူကိုယ်နိုင်ပဲ email တွေပို့တယ် reply ပြန်တယ်။ဒါမျိုးတွေလုပ်တယ်ဆိုတော့တပတ်မှာ9ရက်လုံးမှာသူ့အနေနဲ့အချိန်နဲ့စားချိန်ကလွဲပြီးတော့နားတဲ့ချိန်ဆိုတော့ရှားတယ် ဒါကြောင့်လည်းဒီလိုတွေစ조사လာတဲ့အတွက် Amazon ကနာမည်ကြီးလာတဲ့အခါမှာ Angel Investor တွေကနေပြီးရင်းနှီးဝင်တော့တဲ့ဒေါ်လာတန်းဝန်းကျင်ထက်ရတယ်။နောက်နှစ်တင်မှာလည်းကျွန်တော်တို့ KBCB Farm ကနေပြီးဒေါ်လာ၈တန်းလောက်ဝန်းကျင်ဒီ Invest ငွေထက်ရခဲ့။ကျွန်တော်တို့နောက်တစ်ခါ May 5 1998ခုနှစ်အရောက်မှာတော့ Amazon Company ကို Public လုပ်ပြီးတော့ share ရေးထုတ်ရောင်းတဲ့အခါမှာလည်း share တစ်ခု18ဒေါ်လာပဲဈေးချပြီးရောင်းတာတောင်မှဒေါ်လာ54တန်းဖို့အထိရောင်းထွက်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ Jeff Bezos က budget တောင်းလာတဲ့အတွက်အရင်လိုမျိုးကျွန်တော်တို့စာအုပ်တည်တံ့နေမဟုတ်တော့ဘဲနဲ့ CD တွေ DVD ကွေတွေ games တွေပင်ကလေးတွေဆော့ဖို့အတွက်အယုတ်တွေလူသုံးဆောင်တွေစသဖြင့်အားလုံးအဆင်ပြေအောင် လူတိုင်းဘာပဲလိုချင်လိုချင်သူ့ရဲ့ website မှာဝယ်လို့ရအောင်ဒီချဲ့ထွင်နိုင်ခဲ့တယ်။နောက်တစ်ခါကျွန်တော်တို့ဒီ delivery system အတွက်ကိုလည်းအရင်လိုမျိုးတပ်ပါတီကိုအာမကိုတော့ဘဲနဲ့အဲတို့ Amazon Go Night ကပဲကျွန်တော် US ကမျိုးတော်တော်နှီးပါမှာ warehouse တွေ light ဆောက်ပြီးတော့ logistic ဘက်ကိုပါဒီလိုမျိုးစပြီးခြေချဲ့လာခဲ့တယ်။ဒါမဲ့အကျိုးဆက်အနေနဲ့ကျတော့ Jeff Bezos ကအခုလိုမျိုးရသမျှပတ်စံတွေအားလုံးမြတ်သမျှပတ်စံတွေအားလုံး reinvest ပြန်လုပ်နေတဲ့အခါမှာဒီ investor တွေကနေပြီးတော့သူ့ရဲ့ decision တွေသူ့ရဲ့ long term plan တွေကိုစပြီးတော့မေးခွန်းထုတ်လာကြပြီ။အဲ company ထောင်တာကြပြီ။ကိုကြီးဘာအမြန်ဆုံးမှမမြင်ရသေးဘူးမရသေးဘူးဘာညာစသဖြင့်ပေါ့။ဆိုတော့ Jeff Bezos ဒါရီဘယ်လိုပြန်ရှင်းပြလဲဆိုတော့ okay လက်ရှိမှာကငါတို့ဒီ ရတဲ့အမျက်တွေပတ်စံတွေရှိတယ်။ဒါပေမဲ့ဒါရဲ့အရန်နေသေးတယ်။ဆိုတော့ဒီလိုမျိုးဟာယူတပဲနှက်ပြခွာယူနေမဲ့အစားပြန်ရင်းပြန် reinvest လုပ်ပြီးတော့မှနောက်ထပ်ကာလတစ်ခုကြာလာတဲ့အခါမှာအုံနဲ့ကျင်းနဲ့ကြိုက်တဲ့လောက်စိတ်ကြိုက်ပြန်ပြီးတော့ဒါ cash out လုပ်လို့ရတယ်။ဘာညာစသဖြင့်ပြန်ရှင်းပြရတယ်။ investor တွေကနားချလို့ရပြီဆိုတော့မှကန်ဆိုးကျင်တော့ကျွန်တော်2000ခုနှစ်မှာ dotcom bubble crash နဲ့သွားတူတယ်။ဆိုတော့ဒီ crisis ကြောင့် internet company တွေရဲ့80%လောက်နှီးပါးက diwali ခံလိုက်ရတယ်။ ဒီဝါလီမခံရဘဲကြံနေတဲ့ကောင်တွေကလည်းဝက်ဝက်ကွဲအရှုံးပေါ်ကြတယ်ဒီထဲမှာအမေဇုန်လည်းပါတော့ဗျအမေဇုန်အချင်းနဲ့ဘလောက်တောင်ဆိုးလဲဆိုရင်ကျွန်တော်တို့ company ရဲ့ share တစ်ခုကို109ဒေါ်လာအထိဈေးတက်နေရကနေပြီးတော့ဒီ crisis ဖြစ်ပြီးတဲ့အချိန်မှာဘလောက်ထိတန်ဖိုးကကျသွားလဲဆို6ဒေါ်လာပဲတန်တော့တယ်ဆိုတော့ဗျ percent အနေနဲ့ကြည့်မယ်ဆိုရင်95ရာခိုင်နှုန်းတော့ဒီထိုးကျသွားတာဒါအောင်မိတ်ဆွေကိုမြင်သာအောင်ကျွန်တော်ဥမာပေးရမယ်ဆိုရင်ဆိုကြပါစို့မိတ်ဆွေက crisis မတိုင်ခင်မှာအမေဇုန် share 300ပို့ဝယ်ထားခဲ့ရတယ်ဆိုရင် ဒီ crisis ဖြစ်ပြီးတဲ့အချိန်မှာခင်ဗျားဝယ်ထားတဲ့ share က9သိန်းပဲတန်တော့မှာဆိုတော့လီထဲထဲ95သိန်းပျောက်သွားပြီဆိုတော့ company အခြေအနေအဲ့လောက်ဒီဆိုတာဒီလိုမျိုးအရန်တိုင်ပတ်သွားတဲ့ company အခြေအနေအရန်ဆိုးနေ company ကို Jeff Bezos ဘယ်လိုပြန်ဆွဲတင်လဲဆိုတော့ကြတော့ workforce ကို15000ခန်းလောက်ကတ်လိုက်တယ်ဆိုလိုတာကဗျာဝန်ထမ်း1300 1500လောက်ကိုကောက်ပြီးလှုပ်ဖြုတ်ပလိုက်တယ်မဖြုတ်လို့လည်းမရဘူးမဟုတ်ရင် company ကလစ်တော့မှာနောက်ထပ်တစ်ခုကကျတော့ तू က profit မထွက်တဲ့ sector ရဲ့ profit မထွက်တဲ့ division တွေကိုလိုက်ပြီးအကုန်လုံးပိတ်ချရတယ် နောက်တစ်ခါနောက်ဆုံးအချက်က game changer လို့ပြောလို့ရတယ်ဒီကောင်ကကျတော့ကျွန်တော်တို့ Amazon marketplace ဆိုတာနဲ့လူတွေကိုမိတ်ဆက်ပေးတယ်ဒီကောင်ကကြဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ပုံမှန်အားဖြင့် Amazon ကသူ့ရဲ့ website မှာသူကိုနိုင်ပဲရောင်းနေတခြားသူတွေအဝယ်မခံဘူးဆိုပေမဲ့ဒီ Amazon marketplace ဆိုတော့ထည့်ပေးပြီးတော့ကြတော့သူ့ website မှာကြိုက်တဲ့သူရောင်းဆိုပြီးတော့ third party seller တွေကိုနေရာပေးလိုက်တာဆိုတော့ဒီလိုမျိုးလှုပ်လိုက်တဲ့အပေါ်ကနေပြီးတော့ Amazon ကဒီဒီ seller တွေအယောင်းဝယ်ဖြစ်သွားတဲ့အခောက်တိုင်းမှာသူကနေပြီးတော့ charges တစ်ခု percent တစ်ခုပြန်ဖြတ်တယ် ဒီလိုမျိုးပေါ့ဆိုတော့ Jeffreys ရဲ့ deep plan ကိုကျွန်တော် investor တွေရောလူတော်များများကအဆင်မပြေနိုင်ဘူး company ရဲ့ profit factor ကိုထိခိုက်မယ်ပါညာထင်ကြပေမဲ့တကယ်တကယ်ကျတော့ Jeffreys ရဲ့ဒီတကွက်နယ်ရင်ကျွန်တော်တို့ Amazon company ကလမ်းကြောင်းပေါ်ပြန်ရောက်သွားတာအဲ့လိုလေ2005ခုနှစ်မှာ Amazon Prime 2006ခုနှစ်မှာ Amazon Web Service 2008ခုနှစ်မှာ Amazon Kindle စာရာတွေကိုတစ်ခုပြီးတစ်ခု launch လုပ်ပြီးတော့ Amazon ဟာ e-commerce မှာနေမဟုတ်ဘဲနဲ့တခြား nebel တွေကိုပါခြေစပ်နိုင်ခဲ့တယ်ကျွန်တော်တို့အဲ့လိုမျိုးဒါ Jeff Bezos ကနေပြီးတော့ရာသမျှ profit တွေရာသမျှအမြတ်တွေအားလုံး reinvest ပြန်လုပ်ပြီးတော့ ventures တွေတစ်ခုပြီးတစ်ခုလိုက်သိမ်းလာလိုက်တာကျွန်တော်ဇူလိုင်2029အရောက်မှာတော့ Bill Gates ကိုဖြုတ်ချပြီးတော့ပိုင်ဆိုင်မှုပေါင်း60ဘီလီယံဝန်းကျင်နဲ့တူတူကျွန်တော်ကမ္ဘာအချမ်းသာဆုံးနံပါတ်1ပုဂ္ဂိုလ်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ Company ရဲ့ first investor တွေဖြစ်ကြတဲ့ Jeff Bezos ရဲ့မိဘ၂ယောက်ပိုင်နဲ့ အဲကျွန်တော်တို့ဒေါ်လာ2သိန်းခွဲတန် share တွေကလည်းအဲ့ဒီအချိန်မှာဒေါ်လာ10ဘီလီယံဝန်းကျင်အထိဈေးတက်ခဲ့ပြီးတော့ကျတော့မိဘ2ယောက်လုံးကကျွန်တော်ဘီလီယံနာရီဖြစ်လာခဲ့ပါတယ်။အဲနောက်ပိုင်းကျွန်တော်တို့ January 9 2019ခုနှစ်မှာ တော့ Jeff Bezos ရဲ့ Twitter account ကနေပြီးတော့25နှစ်ကြာကြာပေါင်းခဲ့တဲ့မိမဖြစ်သူ McKinsey Scott နဲ့နှစ်ဦးသဘောတူ question တော့မယ်အကြောင်းကို posting ခဲ့တယ်။ဆိုတော့လူရီအားလုံးကဘာလို့ဖြစ်လို့ဒီလိုဖြစ်ကြရလဲ။မလဲညာလဲစိတ်ဝင်စားနေကြတဲ့အချိန်နောက်တည့်ရကျွန်တော် January 10ရက်နေ့မှာ National Enquirer ကနေပြီးတော့ Jeff Bezos နဲ့ကျွန်တော် Laura Sanchez ဆိုတဲ့ main ကလေးနဲ့အဖဲဖြစ်နေကြအောင်သူတို့စကားပြောထားတဲ့ text message တွေသူတို့စကားပြောထားတဲ့အပြန်အလှန်ပို့ထားတဲ့ပုံတွေကို leak လုပ်ပြီးတော့ line ပေါ်မှာကောက်ဖွာတယ်။ဆိုတော့ Jeff Bezos နဲ့ဒါဟုတ်သူ counter လုပ်ချင်တယ်ဆိုရင်သူတို့ကို Samsung ခေါင်းစဉ်တစ်ခုခုတက်ပြီးတော့တရားစွဲလို့ရတယ်ဆိုပေမဲ့ကျွန်တော်ထင်တော့သူ media attention ရှောင်နေတာရောမလိုဘဲနဲ့ legal fees တွေမကုန်နေတာရောကြောင့်ဖြစ်မယ်။သူကမှတော့ဒါနဲ့ပတ်သက်ပြီးတော့ ဟိုဘက်ကိုလမ်းမီတရားဆိုရမျိုးမရှိဘူးဒါပေမဲ့သူ counter blow အနေနဲ့ဘာပြန်လှုပ်လဲဆိုတော့ကြတော့သူ့ရဲ့ Twitter account မှာပဲကျွန်တော်ဒီ national quarry ကနေပြီးတော့သူ့စီကို day မဟုတ်ပေမဲ့ဒီလိုမျိုး private test တွေဒီလိုမျိုးကိစ္စတွေ leak မလုပ်ခင်မှာသူ့စီကိုငွေလန်းညင်ကြောင်သူပြောတယ်ကျွန်တော်တို့ဒီကိစ္စကိုသဘောမတူလိုက်လို့ဒါသူတို့ဘက်ကနေပြီးတော့ဒီလိုမျိုးတွေကောက်ဖွာတာပါပေါ့ဒါမျိုးကို day ရတာမဟုတ်ပေမဲ့ဒါမျိုးအတိတ်ပဲတက်ရောက်တဲ့ဒါ status တစ်ခုကို Twitter account မှာတင်ခဲ့တယ် ဆိုတော့အဲ့နောက်ပိုင်းမှာသူ့ရဲ့မိန်းမဖြစ်သူကျွန်တော် McKinney's Corner တရားဝင် question ခဲ့။ question ကြရတဲ့အချိန်မှာ Jeff Bezos ဆိုညာ brand net ကြိုးထိုးထားတာမရှိသလို post up ထိုးထားတာလည်းမရှိရအောင်သူမိန်းမကနေပြီးတော့သူပိုင်တဲ့ Amazon share တွေကနေ25ရာခိုင်နှုန်းတိတိရအောင်ခွဲယူသွားတယ်။ဆိုတော့ demo အနေနဲ့ကြည့်မယ်ဆိုရင်ဗျာ36ဘီလီယံလောက်တန်တယ်။အဲ့ဒါကြောင့်လည်းဒီ McKinney's Scott က Jeff Bezos နဲ့ question ပြီးပြီးချင်းမာရင် ကျွန်တော်တကဘာလုံးမှာအချမ်းသာဆုံးမိမ10ယောက်ထဲမှာပါအော်တိုမက်တစ်ဝင်ပြီးတော့တော်တန်းချိတ်သွားတဲ့အထိအဆင်ပြေသွားတယ်။ဆိုတော့အဲဒီနောက်ပိုင်းကျွန်တော်2021ခုနှစ်အရောက်မှာတော့ Jeff Bezos ကနေပြီးတော့အဲသူလက်ရှိယူထားတဲ့ position ဖြစ်တဲ့ Amazon CEO ယာရုကနေဆင်းပြီးတော့ Executive Chairman အနေနဲ့ပဲဆက်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့တယ်။ကျွန်တော်အဲဒီနောက်ပိုင်းမှာတော့သူက Amazon Tech Blue Origins ရဲ့ company ဒီ company ကじゃ space travel လောက်တာဆိုတော့ဒီ company ကိုပဲပို့ဖိပို့ eyesight ပြီးတော့ Elon Musk ပိုင်းနဲ့ကျွန်တော်တို့ space age ကိုလိုက်ပြီး end to နိုင်မှုစူးစမ်းခဲ့တယ်။မိန်းမဖြစ်သူကို36ဘီလီယံဝန်းကျင်ခွဲပေးလိုက်ရနောက်တစ်ခါ Amazon ရဲ့ CEO ရာထူးကနေဆင်းပေးလိုက်ရဆိုပေမဲ့လည်းဒီနေ့ခေတ်မှာ Jeff Bezos ဆိုတာပိုင်ဆိုင်မှုပေါင်း215ဘီလီယံဝန်းကျင်နဲ့တူတူတကဘာလုံးမှာတတရမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အနေနဲ့ရှိနေမြဲရှိနေစေပါပဲ။ ဒီဗီဒီယိုလေးကတော့ Jeff Bezos တဲ့ရောက် McDonald's မှာဘာကရောင်းရတဲ့ဘဝကနေပြီးတော့ဒေါ်လာဘီလီယံပေါင်းများစွာဘလို့ချမ်းသာလာလဲဆိုတော့ကျွန်တော်သိသိရှင်းပြသွားတာပဲဖြစ်ပါတယ်။မဲဆိုတော့ဒီနေရာလေးရောက်အောင်ကြည်လာတဲ့အတွက်ဘ ഹു ဒ္ဒတာတွေအများကြီးတော့ကြာသွားပြီ။ဒါကိုကျွန်တော်လက်ခံတယ်။ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာဒီရရတဲ့ဘ ഹു ဒ္ဒတာတွေကိုမဲဆိုတော့အပြင်လက်တွေဘဝမှာပါပြန်လဲပြီးအသုံးချလို့ရနေခြင်းတယ်။အဲတော့ကျွန်တော်မင်းကလေးတစ်ခုမေးပါမယ်။ကျွန်တော်တို့ light တွေးပေးပါ၊ light စဉ်းစားပေးပါ၊ light ဖြည့်ပေးပါ။ Jeff Bezos ကလည်းလိုမျိုးတာမန်ညာဒရာ လူဘဝကနေပြီးတော့အာဘီလီယံပေါင်းများစွာချမ်းသာလာတဲ့အပေါ်မှာသူ့ရဲ့ဘယ်မူကျင့်တွေဘယ်စိတ်နေစိတ်ထားတွေကဒီဘဝကိုပို့ပေးခဲ့ရလဲဒါလေးကျွန်တော်သိချင်ပါတယ်အဖြေတွေကဒီအမန်နဲ့ဟိုဟာမားတွေစသဖြင့်မရှိပါဘူးမင်းစီတို့ဗီဒီယိုမကြောနဲ့မကွာနဲ့နားလည်အောင်ကြည့်အဆုံးထိရအောင်ကြည့်ပြရနဲ့ကိုနားလည်သဘောပေါက်သလိုဒီဗီဒီယိုအောက်မှာကိုတင်တဲ့အဖြေတွေကိုမှတ်သွားလိုက်ပါတယောက်နဲ့တယောက်အမြင်မတူတဲ့သူချင်းချင်းဆွေးနွေးလို့တိုင်ပင်လို့ရတာပေါ့အခုလိုမျိုးမိတ်ဆွေအုံနောက်အတွက်လည်းအကျိုးရှိနောက်တစ်ခါဘဝတလန်းအတွက်လည်းတစ်ဖက်တလန်းအထောက်ကူပြုမဲ့ content တွေ ရှာရေးရှာရေးဘလို့ဖြစ်လာလဲဆိုရယ်အပေါ်မှာပါရဖြစ်မှာ live story တွေကိုကျွန်တော်တို့ရှာ YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ဘ ഹു ဒုဒတာတစ်ခုခုတိုးသွားတယ်ကိုယ့်အတွက်အကျိုးရှိသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်